မင်္ဂလာဆန်ခင်ဗျာအလုံးမဲမင်္ဂလာပါ Harry Online Japanese Language School ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့အခြေခံပညာဒဏ်ရရဲ့အပိုင်း16ကိုဆက်လက်တင်ပြပေးမှာပဲဖြစ်ပါတယ်ဒီအခြေခံပညာဒဏ်ရအပိုင်း16မှာဆိုရင်အရင်လေးကအပိုင်း18တုန်းကပြောခဲ့သလိုပဲပေါ့နော်ဒီနေ့ကတော့အရင်ကတင်ခဲ့ပြီးသမျှပေါ့နော်ဟာလေးကိုအနှဲငယ်ပေါ့နော်ချုပ်ပြီးတော့ပြောပြမလဲ over ပြန်ပြီးတော့လောက်ပြီမှာပေါ့နော်ပြန်ပြီးတော့ခြုံပြီးတော့အနစ်ခြုံလေးပြန်ပြီးတော့ပြောပြပါမယ် revision ပြန်တဲ့ပုံမျိုးပေါ့နော်အာဟုတ်ကဲ့ပါအဲ့ဆိုတော့ဆက်လိုက်ကြအောင်ဒီမှာအခုပြထားတာပေါ့နော်အပိုင်း1နှစ်3လကိုတင်ခဲ့တယ်ဒီ pdf file လေးပဲဖြစ်ပါတယ်ဒါလို့အဲမှတ်မိဒါတော့မသိဘူးဒီဟာလေးတော့တင်ခဲ့ပူပါတယ်ပေါ့နော် Japanese language basic course 1 pdf file လေးပေါ့နော်အဲ့ဒီမှာကြည့်မယ်ဆိုရင်ပထမဆုံးဒီမှာပေါ့နော် အာဒီဘာကိုသင်ခဲ့လဲဆိုရင်ဂျပန်စာမိတ်ဆက်အကြောင်းကိုသင်ခဲ့ပါတယ်ဒီဂျပန်စာမိတ်ဆက်မှာဆိုရင်ဂျပန်စာကစုစုပေါင်းဘယ်နှလုံးလဲဆိုရင်ဟုတ်ပါတယ်26လုံးရှိပါတယ်26လုံးကဘယ်လိုလဲဆိုရင်ဒါလေးဒီတိုင်းအပြန်မေးကြည့်မယ်နော်ဒီ i w o k a i k u k e k o ဒီလိုမျိုး on t ကဒီစကားလေးတွေကိုဘာလို့ခေါ်ပါလဲဟုတ်ခေါ်လဲ ုတ်ပါတယ်ဒါကတော့ဖြည့်နိုင်နေရပေါ့เนาะဒါကတော့ Roma ကြီးလို့ခေါ်ပဲဖြစ်ပါတယ် Roma ကြီးဘယ်နှလုံးရှိလဲ50ခြာလုံးရှိပါတယ် Okay ဒီကလေးက Roma ကြီးရောဟုတ်တယ်ဒါပေမဲ့အဲ့ဒါကြီးကကျွန်တော်50 about 56လုံးရှိရပေါ့เนาะ Gorgon နေဖြစ်ပါတယ်ကော်ဂျွန်ဖြစ်တယ်ပေါ့နော်ဘာလို့ကော်ဂျွန်လို့ပြောရလဲဆိုရင်သူကရေးထားတဲ့အတိုင်းလုံးဝဂျပန်စာမူရင်းအတန်ထက်အတန်ထက်လို့ပါဒီမှာဆိုလဲအခဆ အခစဆိုရင်သူရေးထားတဲ့အတိုင်းသူဂျပန်မှာရှိတဲ့အတိုင်းအတန်ထွက်တယ်ဒါပေမဲ့เนาะဒါပေမဲ့ပြန်ပြောမယ်เนาะဒါပေမဲ့တခုရှိတာကဒီတခြားဘောเนาะကောဂျူမောက်တဲ့တခြားဓာခုအုံးတို့ပြတ်ထားတဲ့ဓာခုအုံးတို့ခန္ဓာကိုယ်တို့ရောက်သွားပြီဆိုရင်အတန်တွေဘာဖြစ်လဲတဲเนาะအဲပြောင်းပြရတယ်ဘာနဲ့ပေါ့เนาะဘာတင်ပေးရအောင်ပြောင်းအဲအဲ့လိုတွေ ပြောင်းပြရဲပေါ့နော်အဲ့တကြောင်လို့ဒီရိုမားကြီးကိုနားလဲထားမယ်ဆိုလို့ရင်အနောက်ဘက်မိမိမှာမခက်ဘူးရိုမားကြီးမှာမရောနေသေးရဆိုရင်တော့ဒီနောက်ပိုင်းကြီးကထပ်ပါလိမ့်မယ်ရိုမားကြီးက46လုံးရှိပါတယ်အစကနေအစောတစ်ခေါက်ပြန်ပြီးတော့ဆိုပြမယ်ပေါ့နော်အဲ့ဒါပါ a e o a o k i k k o sa she sư xé số ta chi sự tê tú nạ nị nụ nè nú hạ khị phụ hè hồ mạ mị mụ mè mú giá yếu ယောရရိရူရရန်ရူဝါဝုအင်းအာဒါဘယ်ဘယ်တော့ငယ်ဆိုရင်ရိုမာကြီးခေါ်ဂျူအွန်၄၀ချန်လုံးဖြစ်ပါတယ်ဆိုတော့ဂျပန်စာမှာဂျပန်စာယင်းနီးပဏ္ဏနီးရှိပါတယ် ဟုတ်ပါတယ်ဂျပန်စာရေးနည်းအား၃မျိုးလို့လည်းပြောလို့ရတယ်၄မျိုးလို့လည်းပြောလို့ရတယ်နှစ်ခုလုံးမှန်တယ်ပေါ့နော်ဘယ်လိုပါလဲဆိုတော့၃မျိုးထဲမှာဆိုရင်ဗာဒီပါမယ်ဆိုရင်ရိုမာဂျီအရာကနာခတခနာဒါကတော့ဒီလုံးဝကိုအခြေခံရေးနည်းအ၃မျိုးအဲ၃မျိုးပေါ့နော်ဒါပေမဲ့သူ့ထက်တစ်စင်းမြင်လိုက်လို့ဆိုရင်၄မျိုးပေါ့နော်အဲရိုမာဂျီအရာကနာခတခနာခန်းကြီးဆိုပြီးတော့ တင်မျိုးရှိပါတယ်။ဒီဆိုတော့ခန်းကြီးစကုံလေးကတော့ဒီမှာမတင်ရတင်ဆိုတော့ထားလိုက်ပါတော့နော်။ဆိုတော့ပြန်ပြောထပ်ပြောပြောမယ်နော်။ထပ်ပြောပြောမယ်ဆိုတော့ခုနကတော့ဒါပါရေးလေ။ကော်ဂျူအနေဖြစ်ပါရဲ့။ကော်ဂျူအနေဆိုတော့အခုဘာကိုရောက်ပြီလဲဆိုရင်အတာပေါင်းကျဲလေးကိုပါတစ်ခါရပြန်ပြောမှာဖြစ်ပါရဲ့။ဒါခုအုံရောက်ပြီပဲဖြစ်ပါရဲ့။တတခုအုံကကြတာဘလို့စကုံလေးလည်းမမိသေးလားမသိဘူးနော်။ ရှင်းတော့အဲအရင်ဗီဒီယိုမှာအဲ့လိုဘောနော်အတက်ပေါင်းခြင်းတွေကိုတက်တက်ပြီးတော့တင်ပေးခဲ့ပေါ့နော်အဲ့လေးကိုမှမြင်လာရပါတယ်စက်တီမဆိုဓာတ်ခုအွန်နေပေါ့နော်ဒါလေးဖြစ်လာဓာတ်ခုအွန်ဓာတ်ခုအွန်မှာဆိုရင်သူကဘလိုစက်လုံးလေးခွာလဲဆိုတော့ဓာတ်ခုအွန်နေကိုတဲ့တန်တန်ဆိုရဲအခရာလေးတင်ပြီးတော့ရေးရပါတယ်တဲ့ တန်တန်ဆိုရဲသူပြောပြောချင်တာကတန်တန်တင်ထားရဲစကလုံးကအဲ့ဒါပါလေတကူကိုပြင်ပြမနော်ဆိုတော့ဥပမာအရင်ဆုံးခထားပါတော့ဒီခလေးဝယ်ကြီးပြလိုက်တော့မနော်ခခောက်ရင်းရင်းမယ်ခမလာခင်သူ့ရဲ့ visits အခြေခံစကလုံးကခခဘလို့ရင်းမလဲနော်ရင်းတော့တင်ခဲ့ပြီးသားပါဒါရီယခဒူရီယခအဲ့ခလေးကိုမှတန်တန်ဆိုတဲ့အပေါ်ကနေဒီလိုလေးထားလိုက်မယ်ဆိုရင်ဒါလေးက ကဖြစ်သွားပါတယ်။ကကဘလို့တန်းထွက်မလဲ။ဒီဒါကိုနေဘလို့တန်းထွက်မလဲ။ဟုတ်ပါတယ်။ဒီဟာလေးကိုဒီတန်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 ဆိုရဲအဲဟာလေးတင်းပြီးရအခါမှာအတန်ကိုပြင်းပြင်းပြီးထွက်ပြီးပါ။ပြင်းပြောထွက်ပြရမယ်နော်ပြင်းရမယ်အတန်ကိုထွက်တဲ့နေရာမှာခုနအတန်ပြပြထွက်တယ်ဆိုရင်အတန်ကိုတင်းထွက်ရမယ်အဲတန်ပြင်းတင်တာပေါ့နော်ဟိုဟာပေါ့ဒီမြန်မာလို ဟိုဒိတ်ပေးရကြတော့ဒီတန်တန်ဆွဲစကလုံးလေးကကိုယ့်ရဲ့အတန်ကိုတဝက်ပြင်းပြီးတော့ထွက်လိုက်တာပေါ့နော်တန်ပြင်းတင်လာလို့ပြောလို့ရရဲ့ဒီမှာဆိုရင်ဒါဆိုဘာဖြစ်သွားမလဲဆိုရင်ပါရဲ့ခခခခခခအဲ့မှာတခုရှိရဒီလို dark on စကလုံးလေးကဒီကိုယ့်ရဲ့လေချောင်းကနေအတန်ကျိုးလေးရနေလာပါရဲ့။မခလို့ပြောလိုက်ရှင်ပါဇက်ကပဲပြောတာလေချောင်းကိုကင်ကြည့်လိုက်။လေချောင်းကင်ကြည့်တဲ့အထက်မှာခလို့ပြောရင် ဘယ်เจ้าမှခံစားမှုမရှိဘူးဒါပေမဲ့ဂလို့ပြောကြည့်လိုက်ပါဂဂဂမပွိုက်ရှိရပေါ့နော်ဒီ level နဲ့မှရှိရအတန်ကျိုးလေးရာနေထွက်တာဒီလဲเจ้าနဲ့နေထွက်တဲ့အတန်လေးပဲဖြစ်ပါတယ်ဒါကိုဝင်ရမယ်နော်ဆိုတော့အစနေအဆုံးကိုတစ်ခါပြန်ပြီးတော့ဆုံးပြပါမယ်ဂဒီဘူကေကိုစကြီးစုစေစုဒါကြီးစု တဲ့တို့ဘာပြီးတို့ပဲပို့နော်အပြင်ဆိုရင်နောက်တစ်ခုတော့ပါမယ်နောက်တစ်ခုကတော့ဘာဘာလဲဟုတ်ပါတယ်ဒါခုအွန်ရဲဟနာကွင်ရဲ့ကိုရှင်ပြီးတော့ပြောခဲ့ကိုတင်နော်ကဲလို့ဟာပြန်ပြီးတော့ပြောလိုက်မယ်ပေါ့နော်ဟနာကွင်နဲ့ဒါခုကဆန့်ကျင်ဘက်ပါခုနဒါခုအွန်တော့ဘလို့အတန်ထွက်ရမလို့ပြောထားလဲဟုတ်ပါတယ်အတန်ဟိုတန်ပြေးတင်ပြီးတော့အတန်ဟိုပြင်းပြင်းလေးပေါ့နော် တော်တော်ဘယ်ပြောမလဲအဲ့ voice နဲ့ထွက်ပြရမယ်ပေါ့နော်ပက်ဟန်းနာခုအောင်ကြတော့နားမလို့နော်အနာဟန်းနာခုအောင်ကြတော့အဲ့ခုနဓာတ်ခုအောင်နဲ့ဆန့်ကျင်ဘက်အတန်ကိုပြော့ထွက်ပြရမှာခုနဓာတ်ခုအောင်ကပြင်းထွက်ရင်ဟန်းနာခုအောင်ကြပြော့ထွက်ဒီနေရာမှာဟန်းနာခုအောင်ဆိုတဲ့ဒီစကုံးလေးအတိတ်ပြောတစ်ခါရှင်းပြမယ်ပေါ့နော်ဓာတ်ခုအောင်ဆိုခုနကငါပြောတဲ့တန်ပြင်းတင်တာအရှိကဟန်းလေးပါလိုက်တာဟန်းကကြတော့တဝက်လို့အတိတ်ပြရတယ်ဆိုတော့ တဝက်ဆိုတော့တဝက်ရဲ့နောက်ကသူကအတန်ကိုပြင်းထွက်တာဆိုတော့တဝက်ဆိုအဲတို့ကြအမကြတော့ဗျောင်မြအနေနဲ့တဝက်ကိုလျှော့လိုက်မှာတဝက်လျှော့လိုက်တဲ့အခါမှာအတန်ကတဝက်ပြော့သွားတယ်နော်ဒါပဲနော်ဆက်ပြီးမကြည့်မယ်ဒီမှာကြတော့ဟဲ့နောက်ပုံကရှင်းပါရဲ့ငါးလုံးပဲရှိပါတယ်သူက high food ဟဲဟူဆိုတဲ့နော် high food ဟဲဟူဆိုတဲ့ hard rule ပဲတန်ပျော့လေးကတင်လို့ရတာဖြစ်ပါတယ်ဘာအဲဘာလဲဆိုရင် ပါပီပူပဲပူပေါ့ရပြပါမယ်ဟန်နခုဝစကလုံးနေကိုတဲ့မလူလေးတင်ပြီးရောအီးရမှာပဲဖြစ်ပါရဲ့မလူကဒီမှာဆိုရင်အာဒီလိုအလုံးလေးပေါ့နော်အပေါ်ကဒီလိုအလုံးလေးနဲ့တင်းပြော့အီးရမှာဖြစ်ပါတယ်ဒီနော်ဒီမှာပဲဟူရပြမယ်နော်ပဲဟူဟဲ့ဒီဟဲစကလုံးလေးရမှာမိမယ်တော်ပါဒိုလေးဆဲမယ်အပေါ်ကနေဒိုလေးတင်လိုက်မယ်ဒါဆိုရင်ဟုတ်တယ် ဟုတ်ပါတယ်အာပဲရယူရနော်နောက်တစ်ခုရေးပြအောင်မယ်နောက်တစ်ခုရေးပြမယ်ဗျာရေးပြမယ်ဆိုရင်နားလေးပါပီပူပဲပူပါကူရေးပြမယ်ပူနော်ပါကြဘလို့ဒီမှာနောက်တစ်ခုပြမယ်နော်တစ်ခုပြမယ်နေမှာဒီမှာကျတော့ तू อ่ะရိုမာကြီးစကလုံးမျိုးအဲ့လိုဒါခုအွန်တို့ဟန်နာခုအွန်တို့တင်ပြီးတော့ရေးလို့မရဘူး तू อ่ะပါဆိုရင်ဟာကိုဒူတူကြီးပေါ့နော်ပြီးရနေခတ်တာဘာ 第一，但第二个。 တန်ပြင်းအခက်ရာကြီးနဲ့ရေလို့မရပါဘူး။ဘာလို့လဲဆိုတော့တိတ်ချာကြည့်နေမယ်နော်။တိတ်ချာကြည့်တဲ့အခါမှာအဲ့မဲ့ဟာဆိုရင်အပေါ်ကအောက်ကအင်္ဂလိပ်စကားလုံးလို့ရတော့မလား။အပေါ်ဘလုံးမဂျပန်အဲ့လိုဖြီးတလုံးတင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။အဲ့အတွက်ကြောင့်မို့လို့ဒီမှာဆိုရင်ဒီကခဏခတာခဏစကလုံးလေးတွေကတချို့ပဲလို့ရပါတယ်။ဒီမှာလည်းဘောနော်ဒေါက်ကွန်နဲ့ဟန်နာကွန်မှာလည်းရေးရမှာဂျိုးဆိုင်စီအချက်ရှိပါတယ်။အဲဆောဆောကဗီဒီယိုတွေမှာပြောခဲ့တယ်လို့ပဲဗျရင်းကြီးကလုံးဝမလုပ်မရပါဘူးအဲတန်တန်တို့မလုပ်လို့မ ါလည်းရင်းနှီးရှိပါရဲ့တန်တန်ဆိုရင်အပေါ်ကနေအောက်ကိုဆွဲရပါရဲ့အောက်ကနေအပေါ်ကိုသွားဆွဲလို့မရဘူးကောနော်အောက်ကနေအပေါ်ကိုဆွဲရင်အဲ့ဒါကမှပါတယ်အောက်ကနေအပေါ်ကိုဆွဲလို့မရပါဘူးအဘာလို့ဆွဲလို့မရလဲဆိုတော့ဒီလိုအောက်ကနေအပေါ်ကိုဆွဲလိုက်တဲ့နေရာမှာရင်းနှီးမသွားရင်ပုံစံကြီးရတယ်တကယ်တမျိုးဖြစ်တယ်မတူဘူးเนาะအရင်တော့ရှင်ပြခဲ့လေအမှဆိုရင်ဒီမှာဆိုမတူတဲ့အကြောင်းဒီလိုမျို တစ်ခုနဲ့တစ်ခုပေါ့နော်ဒီမှာဆိုရင်ကိုမတန်တဲ့ဘက်ကြီးရရေးထားတလို့လို့အဲ့လိုဖြစ်နေမယ်ဆိုရင်ကြာအဲ့ဒါပြောခဲ့ဘူးတယ်ဟဲ့ဆိုတော့အဲ့တင်ငန်းဆောင်ကြီးလိုက်မယ်ဆိုရင်လည်းရပါတယ်ဒါကြတော့သူကအခုရေးပြမှာကြတော့အာပပေါ့နော်ပပအမေတော့ခေပကိုရေးပြပါမယ်ပဘလို့ရမလဲဆိုတော့ပမှာကအာဆွဲချက်ပြန်ချက်ရှိတယ်ဟုတ်ပါတယ်၃ချက်ရှိပါအာအာတယ်ပထမဆုံးတစ်ချက်နည်းလို့လေးဆွဲမယ် ီလိုလေးဆွဲမယ်အပေါ်ကနေအောက်ကိုဆွဲပြီးတော့အဝိုက်လေးထည့်လိုက်ပဲဒါဆိုဟဟပန်းဖြစ်သေးဦးနော်ဟရှိတည်ရနော်ဟဲ့အပေါ်မှာမလူလေးတင်လိုက်တဲ့အခါမှာပါပါရမယ်နော်ပြီဘလိုရေးမလဲပြီပြီဘလိုရေးကြမလဲအပါရဲခွေးမျက်နှာလေးနဲ့တွေ့နော်ပြီရပြောခဲ့နော်အဲ့ဟာလေးကိုဒီချာလိုက်နားထောင်ခဲ့တာမို့လဲတကယ်ပေါ့နော်လိုက်ကြည့်ခဲ့ဆိုရင်ဒီဟာလေးတွေကိုဖြေနိုင်ပါရဲ့ဖြေကြည့်ပေါ့နော်ဒီမှာ ဒါပေမဲ့ပေါ့နော်တခုရှိရကတင်ငန်းစာတွေကိုကြော်မသွားဘူးပြောချင်ပါသေးတယ်။ဥမာကူကဒီအပိုင်းတစ်ရှိရအပိုင်းနေမကြည့်ခဲ့သေးဘူးဆိုရင်အဲ့ဒီအပိုင်းမျိုးကြည့်ပြီးမှအဲနောက်ဗီဒီယိုတွေကိုဆက်ဆက်ကြည့်ပါလို့အဲ့ဒါမှတင်ငန်းစာတစ်ခုနဲ့တစ်ခုအချိန်ဆက်ရှိပြီးတော့ teacher နားလည်မှာဖြစ်ပါတယ်။ဒါကတော့ P ဒါမနော်အဲ့ဒါ B ဆိုရင်ပါတယ်မှာလဲဆိုတော့နောက်ထပ်ဆက်သွားမယ်နော်ဆက်သွားမယ်ဒီဒီဆက်သွားမယ်နောက်ထပ်အတန်ပေါင်းခြင်းနေစံပါသေးတယ် ဒီနေ့ကအကုန်လုံးကိုခြုံပြောလိုက်တာပေါ့နော်အာဒီမှာကြည့်မယ်ဒီမှာဆိုရင်ချားအတန်ပေါင်းခြင်းနေမသွားခင်ဘီ60ချာလုံးနဲ့နော်ဒါခုအွန်နီကိုပောင်းခဲ့ပါတယ်ဒါနော်ပောင်းခဲ့ပါတယ်ဒီမှာဆိုရင်တစ်ခါပြင်ပြမယ်အဲကရုပ်ရှင်ခန်းကြီးတော့နော်အခကူအနက်ဒါဘန်အဘန်ကော့ညနေစာဒီမှာဆိုရင်နောက်ကုန်းနဲ့ပောင်းမယ်ပန်ပောင်းမုတ်နော်ပန်ပောင်းမုတ်4မိနစ်ဟုတ်လား โอเคဘောနော်ကဲဝီနောက်တစ်ခုအရင်အရင်အရေးကြီးဆုံးအတန်ပေါင်းခြင်းတစ်ခုဖြစ်ပါရဲ့ရောအုံးမသိရင်ရောအုံးမသိရင်ဘာမှ အဆင်မပြေဘူးဖတ်တဲ့နေရာမှာပေါ့နော်စကုံးလေးရတယ်ဒီရောအုံးကိုတုံးတာကိုဂျပန်ကမှပိုးပြများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရောအုံးစကုံးကတော့တိကိုတိရပါမယ်လုံးဝရောအုံးတော့မေ့မရဘူးပေါ့နော်ဆိုတော့ရောအုံးကိုကျေးပါမယ်ရောအုံးကဘယ်လောက်မှမခတ်ဘူးဒါပေမဲ့ तू ကနည်းနည်းများရဲ့ပေါ့နော်ဂျန်နေစကုံးတွေ तू ဘာလဲဆိုတော့ဘီ46လုံးနဲ့ကဣကော်လန်ကိုဒီရာယူရောအသေးလေးပေါင်းမှာဖြစ်ပါရဲ့ရမယ်နော်အဲ့တော့ဘလို့ဖြစ်သွားမှာလဲကြည့်မယ်နော် ဥမာခထားပါတော့ခခကိုဒီမှာဆိုရင်တချေဝရနဲ့ပေါင်းခြင်းနဲ့ဟုတ်လားခနဲ့ရ sorry ခခိနဲ့ပေါ့နော်ခိနဲ့ရနဲ့ဒီမှာခဆိုပြီးတော့အာအကောလန်စကလုံးမျိုးတော့မမြောက်ပေါ့နော် is ကောလန်စကလုံးတော့မဲဆိုတော့ဒီမှာဆိုရင်ခိနောက်ခရဆိုတော့အဲ့နှစ်ခုကိုပေါင်းထွက်မယ်ဆိုရင်ခရခရခရနောက်တစ်ခုကခိယူရယ်ပေါ့နော်ယူစကလုံးနဲ့ပေါင်းလိုက်မယ်ဆိုရင် q q နောက်ဆုံးတက်လို့နောက်ဆုံးတက်လို့ကယော့ 爷爷，哭啊！妈妈，所以哭，哭，哭，说哭，哭，哭，怎么了？何必安慰？爷爷，爷爷，爸爸呢？傻，爷爷越帮手，爷爷越帮手。 နော်အဲ့လိုပဲချအချီဆိုလဲအဲ့လိုပဲနိဆိုလဲအဲ့လိုပဲမိလဲအဲ့လိုပဲဟိလဲအဲ့လိုပဲပေါ့နော်အဲ့လိုအတိုင်းပဲသွားတယ်အဲ့ဒါကြပါလေရာယူရောအသေးပေါင်းနေရောအောင်ပေါ့နော်ဒီနေရာမှာတခုရှိရနော်တခုပေါ့နော်ဒီ slide မှာတော့မပေါ့ဒါမှပြောလိုက်မယ်ခုနကတော့ဒါခုအွန်ပေါ့နော်ဒါခုအွန်စကလုံးကြီးကိုရေးခဲ့တယ်အဲ့ဒီရေးခဲ့တာတွေနဲ့လေရာယူရောအသေးကိုပေါင်းလို့ရပါတယ်ဟိုကပုံမှန်ခေါ်ကျူးအနေမှာမဟုတ်ဘူးဒါခုအွန်လည်းပေါင်းရရဲခန္ဓာကိုယ်လည်းပေါင်းလို့ရရဲဒီမှာရေးပေးမယ်နော် ရာယူပြောပိုင်းတဲ့ခါမှာဘာဖြစ်သွားမလဲဥမာဆိုရင်ဂါထားပါတော့ဂါရဲ့ရာ and sorry ဂီဂီရဲ့ရရဲ့ပေါ့နော်ရာဂီရဲ့ယူရဲ့ပေါ့နော်ယူဂီရဲ့ယူရဲ့ပေါ့နော်ယူရာကယူယူရမနော်ရာကယူယူယူ အဲ့မှာထားလိုက်ဆိုတော့နောက်ခါဟန်နာခွန်ကလည်းပေါင်းကြည့်ရအောင်ဟန်နာခွန်ကဂျာတာဘာဘယ်လိုစကားလုံးလဲဆိုရင်အတန်တော့ပြောထားတာဂျာတာလုံးနေအားရေပေါင်းမယ်ဘယ်လိုပေါင်းမလဲဟုတ်ပါတယ်ဒီမှာဆိုရာရောရောအသေးလေးကိုပေါင်းအောင်ပါပေါ့နော်ရာယူရောဆိုတော့ခါကြတော့ပရူပေါင်းကြည့်မယ်ဆိုရင်ပရဲ့ရရဲ့ပေါင်းနော်အဲ့ဒီတော့မှပြရမဟုတ်ဘူးနော်ပြရမို့အဲ့မှာကျတော့တခုပြောင်းလဲသွားတာရှိရပေါ့နော်ပရရရပေါ့နော်ပြဖြစ်သွားရင်ပြဖြစ်မလို့ပြ ပြသူကဒီအတန်ကိုတဝက်ပြော့ထွက်ထားအဖြစ်တွေ့ပြရလို့အသုံးလို့မရဘူးเนาะကျော်သွားမယ်အတန်ကလေတော့ကနနိုင်တော့ပြပြ you ပြောပြပြူအဲပြပြူပြောရမှာเนาะအဲတို့ကဒါကကျတော့ဟန်နာကုံကိုရောက်ရောအသေးလေးပြီးပေါင်းတာပေါ့เนาะ